ဂျင်မမီတထဲတဲ့နဲ့ပေါ့ပေါ့ပပဝေလို့ရပြီဒီအရင်သဘောကျတဲ့ top လေးကိုဝေပြသွားမှာပါဒီလီယာ top လေးကတော့ Candy and Bee ဆိုတဲ့ local brand လေးပါသူကကျတော့အနောက်မှာဒီလိုကျိုးချီလေးပါပြီးဝေလိုက်ရင် cute ဖြစ်တဲ့ဘက်ကိုသွားတယ်အသားကလည်းလုံးဝမပူဘူးเนาะအေးအေးလေးနဲ့ဝေလို့ကောင်းတယ် ဒီ top လေးကလည်း Canadian beach ကပါပဲသူကဝေးလိုက်ရင်အသားအေးအေးလေးနဲ့အရင်အောင်ချောင်းချစ်ချစ်လေးပေါ့နော်ပေါ့ပေါ့ပါပါလေးရှိတယ်ဒီလိုမျိုးကြိုးပိုးအေးလေးနဲ့ဆိုရင်လည်းလူငယ်ဆန်ဆန်လေးနဲ့အရင်လှပါတယ်ဒီတထယ်ကလည်း local brand ပါပဲဒါကတော့ Trinkora ကပါဒီရက်ဒီလို basic top လေးဝေးရတော်တော်သဘောကျတယ်ဂျီမောင်မီတထယ်ရှိရင်ဒီလို basic top လေးကောက်စော့လိုက်တယ်ဆိုရင်လေးပေါ့ပေါ့ပါပါလေးနဲ့ဝေးရအရင်အဆင်ပြေဒါလေးကလည်း Trinkora ပါပဲသူတို့စီမှာလည်းထွက်တာကြပြီးဒီဝယ်ထားလည်းကြပါပြီသူကတော့ဒီလိုမျိုး color design လေးနဲ့ရိုးရိုးရှင်းရှင်းလေးပါပဲဒါကကျတော့ outlet ဆိုင်တစ်ဆိုင်ကိုရောက်တော့သဘောကျလို့ဝယ်ခဲ့ရပါသူကခါးပေးမှာအရှုံလေး ပါတယ်ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ဝဲရတာပေါ့ပေါ့ပါပါရှိပြီးဒီလိုချင်းနဲ့တွဲဝဲလာရင်တော်တော်လေးကိုလှတယ်တိတ်ပြီးတော့လည်းမဝဲဖြစ်ပဲနဲ့ဝဲလဲဝစ်ခဲတဲ့ဒီ body fit top လေးကိုတော့ဘာစိတ်ကူးပေါက်လည်းမသိဘူးဝဲပစ်ခဲ့တာပေါ့နော်ဒါလေးကလည်း candy and page ကပဲဝဲပြီးတော့ဝစ်ကြည့်လိုက်တော့မှတော်တော်သဘောကျတဲ့ top လေးပါဒါလေးကတော့တငယ်ချင်းအမွေးနေ့လက်ဆောင်ဝဲထားပြီးတဲ့ top လေးပါဒါလေးကိုဝစ်လိုက်တဲ့အချိန်မှာအရင်ကမင်းမသားဆန်ပြီးတော့နူးညံ့တဲ့အသွင်ပြုံခံစားရပါတယ်လက်ပုံစံကဒီလိုမျိုးဖောင်းဖောင်းလေးကိုမှအရင်ချစ်ဖို့ကောင်းတယ်သူကလည်းဝစ်လိုက်ရင်ပိုပြီးတော့လှတယ်နှွေရသည်မှာဆိုရင်လည်းတော်တော်အေးပြီးတော့ ပေါ်ပါနိုင်မယ်အသားမျိုးလေးဒီ top လေးကတော့ escort ကပါဒီရဲ့ video လေးကိုအဆုံးထိကြည့်ပြရကျေးဇူးအများကြီးတင်ပါတယ်တတား